မင်္ဂလာပါ KGD Channel မှာလူထင်းစွာတူလိုပါတယ်ဖလစ်ပါကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ animation တစ်ခုပြုလုပ်ပုံကိုတင်ဆက်လိုက်ပါတယ်ဖလပါကလစ်ကိုတစ်ချက်နှိပ်ပွင့်ပါအပေါင်းလက္ခဏာကိုခန့်နှိပ်ပါ name your animation ဆိုတာပေါ်လာပါမယ်ဒီနေရာမှာနာမည်တစ်ခုပေးရပါမယ်တစ်ချက်နှိပ်ပါ open jam မှာ keyboard ပေါ်လာပါမယ်ဒီ keyboard ကနေနာမည်တစ်ခုရိုက်ထည့်ပါတဲ့ရနာမည်ပေးလို့ရပါတယ်ကျွန်တော်ကတော့ AKT လို့ပဲပေးလိုက်ပါတယ်ပြီးရင်အမှန်ကြီးကိုနှိပ်ပါ create project ဆိုတာပေါ်လာပါမယ်ဒါကိုတစ်ချက်ထပ်နေရပါမယ် ဒါဆိုဖလီပါကလစ်ကို ဖွင့်ပြီးသွားပါပြီ။ဒါကဘရတ်ဒူးပါပုံတွေကို ရေးပါတယ်။အကွက်အမှတ်1ဆိုတာကဒီမှာပါ။အဲနီမေးရှင်းလုပ်ဖို့ဒီလိုအကွက်ပေါင်းများစွာရေးဆွဲရပါတယ်။အပေါင်းလက္ခဏာကိုနှိမ့်လိုက်ရင်တော့နောက်ထပ်အကွက်1တွေပေါ်လာမှာဖြစ်ပါတယ်။နှိမ့်လိုက်ပါမယ်။အကွက်2ဆိုတာပေါ်လာပါတယ်။ ပေါင်းလက္ခဏာကိုထပ်ထပ်နှိပ်ရင် အကွက်3 5ဆိုတာပေါ်လာမှာပဲဖြစ်ပါတယ်ဆိုလိုတာကတော့အကွက်အစ်စ်ယူမယ်ဆိုရင်အပေါင်းလက္ခဏာကိုနှိပ်ပါအကွက်နံပါတ်2ကနေအကွက်နံပါတ်1ကိုပြန်သွားခြင်းလေဆိုရင်အခုလိုတိုးထိလိုက်ရပါတယ်အကွက်1ကိုသွားရောက်တိုးထိလိုက်ဦးမှာပဲဒါကအကွက်1ဒါကတော့အကွက်2ဖြစ်ပါတယ်အကွက်2လိုချင်အကွက်1ကိုတိုးထိပါ အကွက်တစ်လိုခြင်းရင်အကွက်တစ်ကိုဒုတိရွေးချယ်လိုက်လို့ပါပဲနောက်ထပ်သိထားရမှာကဒီနေရာကလေယာပေါက်ပါလေယာပေါက်ကို ဖွင့်ပါမယ်ဒါကလေယာဝမ်းမှာအပေါင်းလက္ခဏာကိုနှိမ့်လိုက်ရင်လေယာ2ပေါ်လာပါမယ်အစ်စ်ပေါ်လာတဲ့လေယာ2ကိုရွေးချယ်တာကြောင့်အနီရောင်ကပေါ်ပြနေပါတယ်နောက်ထပ်တစ်ခါအပေါင်းလက္ခဏာကိုထပ်နှိမ့်ရင် လေယာသီးပေါ်လာမှာပဲဖြစ်ပါတယ်။အစ်စ်ပေါ်လာတဲ့လေယာတိုင်းဟာသူတို့ကိုရွေးချယ်တာကြောင့်အနီရောင်ကပေါ်ပြနေပါတယ်။ကျွန်တော်ကအခုလေယာဝမ်းမှာရေးပြမှာပါ။ဒါကြောင့်လေယာဝမ်းကိုရွေးချယ်ဖို့ညှပြထားတဲ့နေရာကိုတစ်ချက်တိုးထိလိုက်ပါတယ်။လေယာဝမ်းကိုရွေးချယ်လိုက်တဲ့အခါဒီနေရာမှာအခုလိုအနီရောင် ပေါ်ပြနေပါတယ်။ဒါကိုတည်ထားပါ။ ရွတ်တဲ့နေရာသူတည်ပြီးမြင်ကွင်းကိုရှင်းလိုက်ပါပြီ။ပုံရေးတော့မှမို့ဗရတ်ဒူးကိုထည့်ခွင့်ပါ။မင်းလုံးစိုက်ကိုရေးပါမယ်။အခုလိုတုံးထိုးကြည့်ရင်နံပါတ်တွေပေါ်လာမှာပါ။နံပါတ်ကိုဖိုးမှာထားလိုက်ပါလေ။ဒါကကာလာပေါက်ပါ။အနီရောင်အတိုင်းပဲထားလိုက်ပါမယ်။ပုံတွေကိုအခုလိုလက်ချောင်းလေးနဲ့တွှတ်ကြည့်ပြီး ရေးဆွဲရတာပါပုံကြီးချဲကြလိုက်ပါလေပုံရေးတာကိုကြော်လိုက်ပါမယ်ဒါကတော့အကွက်တစ်ကပုံတစ်ဖြစ်ပါတယ် animation လုပ်မှမလို့နောက်ထပ်ပုံလေးကိုရေးပါဦးမယ်အကွက်တစ်ကိုတိုးထည့်လိုက်ပါတယ်ကွက်တစ်ကို copy ကူးမှမလို့ copy ကိုတစ်ချက်နှိပ်ပါ ပြီးရင်စေကျိုနေပါဒါဆို အကွက်တစ်ကပုံဟာလဲအကွက်နှစ်မှာ copy ပွားပြီးသားဖြစ်သွားပါပြီရင်ကွင်းမှာမြင်တွေ့နေရတာကတော့အကွက်နှစ်က ပုံနှစ်ဖြစ်ပါတယ်ဒီပုံနှစ်ကိုပုံတင့်နဲ့အနှဲငယ်ကွဲလွဲမှုဖြစ်အောင်အမိပိုင်းလေးကိုပြင်ပါမယ်ပုံမှာအမိပိုင်းလေးကိုဖြတ်ဖို့ဣရိဇာဒုကို တစ်ချက်နှစ်ရွေးချယ်လိုက်ပါတယ်။အဲ့ဒီနေရာပဲနောက်ထပ်ထပ်နှိပ်ပါမယ်။ဒီနေရာမှာဤရေးစားစိုက်ကိုရွေးရမှာပါ။နိုင်မှာထားလိုက်ပါတယ်။ပုံမှာတွတ်တည်ပြီးမလိုချင်တဲ့အပိုင်းကိုဖြတ်ပါတယ်။ဒါကဤရေးစားတူးနဲ့ချက်ထားတဲ့ပုံနှစ်ပါ။ဘရတ်ကျူးကိုရွေးချယ်ပြီးပုံနှစ်ကို အနေငယ်ပြုပြင်ရေးဆွဲလိုက်ပါတယ်နေငယ်ပြုပြင်ရေးဆွဲလိုက်တဲ့ပုံနှစ်ကိုရပါပြီပုံနှစ်ကဲ့သို့ပဲပုံသုံးကိုဖန်တီးလိုက်ပါတယ်ပုံသုံးအတွက်လည်းအခုလို့ တဝက်လောက်သူ့ပြင်ကြောင်းလဲရေးဆွဲလိုက်ပါတယ်ပုံသုံးပုံရပြီဖြစ်ပါတယ်ဒီပုံသုံးပုံနဲ့ပဲအခြေခံ animation လေးကိုဖန်တီးလိုက်ပါမယ် တိုင်မင်ကို6ဖရိမ်ပါစက္ကန့်မှာထားလိုက်ပါတယ်။ဒီအပိုင်းတွေကိုနောက်ဗီဒီယိုတွေမှာသင်ကြားမှာဖြစ်ပါတယ်။ဒီနေရာကပလေးပါ။တစ်ချက်တို့ထိလိုက်ပါမယ်။မတူညီတဲ့ပုံသုံးပုံကြောင့်ငါးလေးအသက်ဝင်တယ်လို့ဖြစ်သွားပါပြီ။ကတ်တုန်းကွက်တွေကိုတစ်ကွက်နဲ့တစ်ကွက်နည်းနည်းစီရှေ့ကိုတိုးပေးရပါမယ်။ သိကူးရှိရှိတယ်လို့ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်လဲဘူတုဒရဇာတွေကိုမျှဝေပြီးသွားပါဦးမယ်။အခုတော့ဒီများနဲ့ရန်နာလိုက်ပါတယ်။ဖင်လန်းချက်မြေ့ကြပါစေ။